ီနေ့နိုဝင်ဘာ10ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဖားကံမြို့နယ်ကလုံခိုင်ကျေးရွာအုပ်စုပတ်ဝန်းကျင်နဲ့မော်စီစာလမ်းစုံမှာဒီနေ့မနက်ပိုင်းအထိတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး KRA KPDF ရဲ့ပြင်းအားမြင့်တဲ့မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့်စစ်တပ်ရင်တန်းအထိနာသွားတယ်လို့သတင်းရင်းမြစ်တချို့စီကသိရပါတယ်။အဲ့ဒီစစ်ရင်တန်းရဲ့တိုက်ဆုံဆင်းရင်ကိုမရပေမဲ့မိုင်းဆွဲတိုက်ခိုက်မှုအပြီးစစ်တပ်ကပြစ်ခတ်တာတွေလုပ်သွားတယ်လို့ KRA နဲ့အနီးဆက်သူကပြောပါရရှင်။ စစ်တပ်ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ကြောင်းနဲ့စစ်တပ်အာဏာသက်ဆိုးရှိမဲ့ဘလို့လောက်ရမျိုးမဆိုဆန့်ကျင်တော်လှန်သွားမှာဖြစ်ကြောင်းဝတအန်းမွန်လူငယ်တွေကဒီနေ့မှသဘောထားထုတ်ပြန်လိုက်ပါတယ်ရွေးကောက်ပွဲနောက်ဆက်တွဲမှာလူထုကအထွေထွေအကျက်အတဲတွေကြုံရမယ်အပြင်စစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုကျူးလွန်တာကိုအခုထပ်ပိုကြုံရမယ်လို့ GSCB အတွင်းရေးမှုအဖွဲ့ဝင်မတ်ချောစုဆန်ကတတိပေးလိုက်ပါတယ်ရှင်မကွေးတိုင်းထီးလင်းမြို့နယ်ကိုစစ်ကောင်စီတပ်က ဒီနေ့မှာလေကြောင်းကနေ၃ချိန်ထပ်မနေဘုံကျဲတက်ခိုက်ခဲ့ပါတယ်။နေ့လယ်တနအိခွဲဝန်းကျင်မှာမန္တလေးတရဦးလေတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးကပုံညာတောင်အနောက်ဘက်ခြမ်းကိုဘုံကျဲတက်ခိုက်ခဲ့တာပါ။ထိခိုက်မှုကိုမသိရသေးသလိုတိုက်ပွဲကြောင့်မဟုတ်ပဲဒီတိုင်းဘုံကျဲတက်ခိုက်ခဲ့တာလို့ထီးလင်းမြို့ကန်ကပြောပါရရှင်။မကွေးတိုင်းပေါင်းမြို့နယ်တောင်ပိုင်းမှာစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်တာမှာစစ်ကောင်စီစီကနေစစ်တပ်ထုံး MA series တနက်၄လက်နဲ့ကာပိုင်တစ်လက်60မမဘုံသည် RBG e